ြည်ရဲ့ကြောင်းကျင်ညာထားတဲ့စစ်ကောင်စီတပ်ကပြည်ကရမေလ9ရက်နေ့နဲ့6ရက်နေ့တို့မှာမိမိတို့တောင်းတမတော် PSLF TNA တပ်စခန်းရှိတဲ့နောင်ချုံမြို့နယ်တည့်ချိုကြီးရောက်ကိုထိုးစစ်ဆင်လာတာကြောင့်နှစ်ဖက်အပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အလားတူမနေ့မေလ9ရက်နေ့မနက်9:00နာရီဝန်းကျင်ချိန်မှာလဲမိမိတို့ PSLF TNA ရှိတဲ့တောင်လှကြီးရွာနေတဲ့ဘက်ကိုထိုးစစ်ဆင်လာလို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နေ့လယ်၁၂နာရီခွဲဝန်းကျင်ချိန်မှာလဲရာပြင်ကျေးရွာနီးကိုထိုးစစ်ဆင်လာတာကြောင့်မိမိတို့တောင်းတမတော် PS လောက်ထဲနေနဲ့ထပ်ပြီးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒါအပြင်မနေ့မေလ9ရက်နေ့ည9နာရီခွဲဝန်းကျင်ချိန်မှာပဲမိမိတို့ PS လောက်ထဲနေထိုင်းချုပ်ထားတဲ့တပိတ်ချင်းမြို့နယ်ထက်ကဖော်တော်ကျေးရွာကိစ္စခန်းကိုဂျက်ဖိုက်တာနဲ့ပုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့အမှတ်73တက်စခန်းတွင်းကိုလည်းတဲယူပို့ဆောင်ရေးရဟယင် Y8 နဲ့လက်နက်ခရမ်းထုတ်85ထုတ်ပို့ဆောင်ပေးခဲ့ပါတယ် စကောင်စီတဟပိခရမေလာ6ရက်နေ့မှာယာယီပိခတ်တိုက်ခတ်မှုရစရေးကလာကိုမေလာကုံ30ရက်နေ့အထိထပ်ပြီးတုံးမြင့်ကြောင်းကြီးညာခဲ့ပြီးမယ်တောင်ပြည်တွင်းကိုစင်အားဖြစ်တင်ပြီးထိုးစစ်ဆင်နေတယ်လို့လေကြောင်းတိုက်ခိုက်တာတွေလည်းဆက်တိုက်ပြုလုပ်နေပါတယ်မိမိတို့ညီနောင်မမေးတုံးဖွဲ့အနေနဲ့ငလီနန်တင့်ပီတူတွေအတွက်လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာထိုးစစ်ဆင်တာတွေပြုလုပ်မှာမဟုတ်တယ်လို့တပတ်သက်ပြည့်ရက်ကာလကိုလည်းဧပြီလအပြင် မေလာကုံတဲ့အထိမိမိကိုကိုခုခံကာကွယ်ခြင်းမှာပါပြည့်ရတော့မှာဖြစ်ပါတယ်ခမညာဘယ်လိုရောက်အောင်ကောမနဲ့ဘယ်မှာဒါ